ဧတင်ကိုစွမ်းကြောင်းလေရင်ပေါ်ကနေဆွဲချခံရပြီးအမှုပေါင်း20နဲ့ဒေသိန်းခံလာရတဲ့သမီးစုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ပရိသတ်တွေအားလုံးရန်ကုန်မှာစိတ်ဝင်စားနေကြတဲ့တစိန်အာမေရိကန်မှာနေပြီးတော့မြန်မာနိုင်ငံကဆယ်လီတွေကိုတားဆီးမရှိဝေဖန်ခဲ့တဲ့ Facebook ဆယ်လီသမီးစုရဲ့နောက်ဆုံးခြေအနေကိုပြပြပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်တော့သူကမြန်မာနိုင်ငံကိုပြန်ရောက်နေတော့အမှုတွေနဲ့ရင်ဆိုင်ရပြီးနောက်ဆုံးမှာနိုင်ငံသားကိုပြန်လည်ထွက်ပြေးဖို့ကြိုးစားရင်းလေရင်ပေါ်ကနေတင်းဆွဲချဖန်စီတင်းသိမ်းခံလိုက်ရပြီးဆိုတော့ သတင်းတွေကတော့ online ပေါ်မှာပြုပြင်နေပါပြီ။သမီးစွာတော့အမေရိကန်နိုင်ငံမှာနေတိုင်းပဲ Facebook မှာလိုင်းလွင်ဈေးရောင်းရာကနေတပိပိလူတီများလာခဲ့သူတယောက်ပါ။ဒါပေမဲ့သူတို့လူတွေကအဓိကသတိထားမိလာတာကရိုးရိုးဈေးရောင်းနေလို့တော့မဟုတ်ပါဘူး။မြန်မာနိုင်ငံကနာမည်ကြီးနုပညာရှင်တွေ celebrity တွေကိုပြစ်မှတ်ထားပြီးသူတို့ရဲ့တွင်ရည်တွေကိုယ်ကြီးကိုယ်တော်တွေကိုဝဝင်ရှိချင်းအသက်ကုန်းပြပြီးပြောဆိုတိုက်ခိုက်လိုပါပြီ။အဲ့ချိန်တုန်းကဆိုရင်သမီးစွာငါကအမေရိကန်မှာနေတာမြန်မာပြည်ကဘသူကမှငါ့ကိုဘာမှလုပ်လို့မရဘူး။ ။ပြားဆွဲလို့မရဘူးဆိုတဲ့အတွေ့နဲ့တော်တော်လေးကိုဝုန်းခဲ့ကြမ်းခဲ့တာပါ။သူတိုက်ခိုက်ခဲ့တဲ့သူတွေထဲမှာမန်လီကနမဲကြီးစီဝါရေးလုပ်ငန်းရှင်တူဖြစ်တဲ့မဲအီဒင်ကိုလည်းအပါအဝင်ဖြစ်ပါရီ။သမီးစွာအီဒင်ကိုရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကိုအတော်လေးကိုထိခိုက်ညံ့နာစေတဲ့ဒီမို့ကျိုးမြကျိုးပြောဆိုတိုက်ခိုက်ခဲ့ပါရီ။အဲ့ဒီချိန်တော့အကွာအဝေးကြောင့်ရောတရားဥပဒေအရရေးယူဖို့ခက်ခဲတာကြောင့်ရောအီဒင်ကိုဘက်ကသွေးအေးနေစောက်ဆိုင်ခဲ့ပုံပါပဲ။တိုင်းမဲ့ကံကြမ္မာဆိုတာအမြဲတမ်းကိုယ့်ဘက်မှာရှိမနေဘူးဆိုတာကိုတော့သမီးဆိုတရားမိသွားခဲ့ပုံရပါရင်ကံဆိုးစွာနေပြီ အားကြောင်းကြောင့်မယ်ဤကြကြမသိရပေမဲ့တမီဆိုတရားမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါသည်ဒီကောင်မြန်မာပြည်ကြီးစင်ဟာသူ့အတွက်တော့အိတ်ထဲထဲထားတဲ့မွေဝေးကပြန်ပေါက်တာတက်တာမှဆိုးတဲ့ခြေအနေနဲ့ရင်ဆိုင်ဖို့ဖြစ်လာခဲ့ပါသည်တမီဆိုမြန်မာပြည်ရောက်နေပြီဆိုတဲ့တရင်ကိုတိကျသိသွားတဲ့အဆိုတော်အေးတင်ကွာတော့အချိန်အားသူ့ဘော်စော်ကားခဲ့တာတွေကိုအခြေအလေပြန်လည်ဖြည့်ရှင်းမှုအတွေ့တရားဥပဒေအရရေးဖို့ချက်ချင်းပဲလှောက်ရှားပါတော့တယ်အေးတင်ကွာတရားဆွဲလိုက်တဲ့အတွက်တမီဆိုတယောက်ချင်းနေမနှုတ်ဆိုတာဒီပေပြပြနေကြရပါသည် နောက်ဆုံးမှာတော့ဘယ်သူမှမသိအောင်ရုပ်ပြက်ပြီးနိုင်ငံเจ้าကိုတိတိစိတ်ပြန်လည်ထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ကံကတော့ဒီတစ်ခါမှလုံးဝကိုမကုံသွားခဲ့ပါပြီ။အခုချက်ပေါ်နေတဲ့သတင်းတွေအရဆိုရင်တမီဇိုကလေရင်ပေါ်တက်ပြီးထိုင်ကုန်မှာနေရာယူပြီးကမှသက်ဆိုင်ရာတာဝန်ရှိသူတွေကလေရင်ပေါ်တိတက်ပြီးသူ့ကိုတင်းဆွဲချကောင်ဖဲစီတင်းတင်းခဲ့တယ်လို့ဆိုပါတယ်။စဉ်းစားကြည့်ပါပရိသတ်ချင်း။တင်ပေါ်ရောက်မှပြန်ဆွဲချခင်ရတဲ့အချိန်ဒီကဘလောက်ဒီရှေ့ရဖို့ကောင်းပြီဘလောက်ဒီထိလဲမှုကောင်းမလဲဆိုတာကိုပါအခုလက်ရှိမှာတော့သမီးစိုးကအေးတင်ကိုဟာ တရားစွဲဆိုထားတဲ့မူပါဝင်သူရင် online ပေါ်ကလုံရက်တွေနဲ့ပတ်သက်တဲ့အမှုတွေပေါင်း20ကျော်နဲ့စစ်စစ်မင်းမြတ်မှုတွေကိုခံရရတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါရီအချိန်ကသူများတွေကို online ပေါ်မှာအာဏာပြပေးစော်ကားခဲ့တဲ့သူဟာအခုတော့လက်တွေ့ဘဝမှာတရားဝင်နေစီရင်မှုကိုစောင့်ဆိုင်းနေရတဲ့ဖြစ်ကိုရှောက်သွားခဲ့ပါပြီဒီပြေကကျမတို့အားလုံးကိုသင်ခန်းစာတစ်ခုပေးနေပါရီဆိုရှယ်မီဒီယာဆိုတာလောလတ်စွာထုတ်ပေါ်ပြောဆိုခွင့်ရှိတဲ့နေရာဆိုပေမဲ့အဲ့လိုလက်ခွင့်မှာတာဝန်ယူမှုနဲ့တာဝန်ခံမှုဆိုတာကလည်းအမြဲတမ်းတိုးတွဲနေရဆိုတာပါပဲ ကိုယ့်ရဲ့စကားတကုံးလုပ်ရတဲ့ကိုအစားတယောက်ရဲ့ဂုဏ်သိက္ခာနဲ့ဘဝကိုဘလောက်ထိထိခိုက်စေနိုင်လဲဆိုတာကိုအမြဲတမ်းသတိချက်သင့်ပါတယ်။အထူးသဖြင့်ကိုတိလိုက်ရမလုံနိုင်တဲ့တိုင်းတစ်ပါးမှာနေပြီးတော့မှအစားသူကိုအနိုင်ကျင့်ဖို့ကြတာမျိုးကတော့ရေရှည်မှာပဲတော့မှရတယ်မှာမဟုတ်ပါဘူး။ခရီးရဲ့လက်တကဲမှာပဲရှိတယ်ဆိုတာကိုဒီပြည့်ကသတိပြလိုက်တာပါပဲ။ကေပရိသက်ကြီးတို့အောင်ဒီချိန်လေးပေါ်မှာဘလို့မြင်ပါသလဲ။အွန်လိုင်းပေါ်ကနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီးဘလို့ခံစားရလဲ။သမီးစိုးရဲ့ပြည့်ကထိတ်တဲ့နေရလလို့ထင်ပါသလား။မိမိတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။